အားလုံးမင်္ဂလာပါမြန်မာကဗျာကကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုမှာတော့တက်တဆင့်ရိတ်တွဲမြန်မာစာမြန်မာကဗျာရွေးချယ်ရှစ်ထဲမှာပါဝင်တဲ့နောက်ဆုံးကဗျာတစ်ပုဒ်လည်းဖြစ်တဲ့ဆရာကြီးတက္ကသိုလ်တော်သားရေးတဲ့ရေသာလက်ရာတန်ပေါ်ကဗျာကိုပြဖတ်ပေးတော်မှာဖြစ်ပါတယ်ဒါကြောင့်တက်တဆင့်ကြောင်းသားကြောင်းသူများဖြစ်ကြတဲ့ရိတ်တွဲကြောင်းသားကြောင်းသူများနဲ့ဗျာဝါဒနာရှင်များဒီဗီဒီယိုကိုလိုက်လိုက်ပါကြည့်ရှုကြဖို့အတွင်းရှင်ပါတယ်။ရေတာလက်ရာ ရေမနေသားထင်းဖြတ်သားညံသွားသူကဇံများဝန်ခါတသက်ဘဘူးအယုတ်ထုရှုမဝရဲမင်းသားဖြစ်လာစေစုံချေတာခုံမြစ်စပြုံးပြစ်ပြတဲ့ပကြည်လဲရနောက်ခံတီးကစီးချစ်ရှတီးကွက်လှတဲ့ဂီတဆရာကော့ညော့ကွင်းညက်ပျော်တော်ဆက်တော်တော်မက်ဖွဲ့ကျွဆွေးပြင်းရွှေမြင်ငွေမြင်ဘောကျင်ငယ် တော်နေဝင်တဲ့ရွှေကြည်ထုပါအယုတ်ကလေးကဆူငူပြမူရရေရသဘင့်ပညာနိဘတ်တော်မှဇခင်ပြအနှင်းကြတဲ့ဘဝသင်ခန်းစာလက်ရပေါင်းစုကောင်းအောင်ပြုတ်ဒုက္ခမှတဲ့မြမအစင်လားစေတနာတက်လက်ရတက်ပေါင်းဆက်ထားလို့ဖို့မဖြစ်တာကဘာပေါ်တွင်ကိုစီထွင်မရှင်နိုင်ကြမြမလက်ရရှေ့လက်ရဟောင်း ရှစ်လျာကောင်းရိုးရာဟောင်းဟောင်းညာပေမဲ့မဆွေးစရာနှွေးပါထွေးပါရှစ်လျာကောင်းရိုးရာဟောင်းဟောင်းညာပေမဲ့မဆွေးစရာထွေးပါနှွေးပါ27ရာစုမျက်မှောက်ခက်မှာရေးတဲ့ဇာတိတက္ကသိုလ်တောသားရဲ့ပရိသတ်လက်ရတန်ပေါက်ကြပြဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်